နိုင်ငံတကာကမြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့သူတို့ရဲ့ချင်းကပ်မှုတွေ policy တွေတုံ့ပြန်မှုတွေကမြန်မာနိုင်ငံထဲမှာရှိနေတဲ့ပြည်သူတွေရဲ့အသံပြည်သူတွေရဲ့သဘောထားသူတို့ရဲ့ယက်တီချက်တွေပေါ်မှာအဓိကထားပြီးတော့တုံ့ပြန်တာအဲ့လိုပြောတော့ကျွန်တော်တို့နိုင်ငံအပြင်ဘက်မှာရှိနေတဲ့ဟလာနိုင်ငံတကာအသီးသီးမှာအခုဆိုရင်ဟလာတရုတ်တိုင်ယုံရှိမှာဆန္ဒတော်ပြနေတဲ့မြန်မာပြည်သူပြည်သားတွေအများကြီးရှိတယ်မြန်မာနိုင်ငံအပြင်ဘက်မှာရောက်နေတဲ့ဒီ diaspora တွေရဲ့အင်အားတွေနောက်အရက်ဖက်အဖွဲ့အစည်းတွေအပါအဝင်ကသူတို့ရဲ့အခန့်ကဏ္ဍတွေအရင်အရေးကြီးတယ်ဒါပေ မဲ့အတန်ရဆိုလို့ရှိရင်အဲ့ဒီအင်အားစုတွေရဲ့လုံနိုင်စွမ်းနဲ့သူတို့ရဲ့ထိရောက်မှုဟာမြန်မာနိုင်ငံထဲမှာရှိနေတဲ့ပြည်သူတွေရဲ့အတန်မကျေလို့ရှိရင်မထိရောက်ဘူး မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့သူတို့ရဲ့ချင်းကပ်မှုတွေ policy တွေတုံ့ပြန်မှုတွေကမြန်မာနိုင်ငံထဲမှာရှိနေတဲ့ပြည်သူတွေရဲ့အသံပြည်သူတွေရဲ့သဘောထားသူတို့ရဲ့ယက်တီချက်တွေပေါ်မှာအဓိကထားပြီးတော့တုံ့ပြန်တာအဲ့လိုပြောတော့ကျွန်တော်တို့နိုင်ငံအပြင်ဘက်မှာရှိနေတဲ့ဟာနိုင်ငံတကာအသီးသီးမှာအခုဆိုရင်လာတရုတ်တိုင်ယုံရှိမှာဆန္ဒတော်ပြနေတဲ့မြန်မာပြည်သူပြည်သားတွေအများကြီးရှိတယ်မြန်မာနိုင်ငံအပြင်ဘက်မှာရောက်နေတဲ့ဒီ diaspora တွေရဲ့အင်အားတွေနောက်ရက်ဖက်အဖွဲ့အစည်းတွေအပါအဝင်ကသူတို့ရဲ့အခန့်ကဏ္ဍတွေအရင်အရေးကြီးတယ်ဒါပေမဲ့အသံရ ဆိုလို့ရှိရင်အဲ့ဒီအင်အားစုတွေရဲ့လုံနိုင်စွမ်းနဲ့သူတို့ရဲ့ထိရောက်မှုဟာမြန်မာနိုင်ငံထဲမှာရှိနေတဲ့ပြည်သူတွေရဲ့အသံမကျေလို့ရှိရင်မထိရောက်ဘူး။ကျွန်မကအဲ့ဒါကို ကိုတွေ့အတွေ့အကြုံနဲ့ပဲကျွန်မအဲ့ဒါကိုပြောချင်တာ။ဘာကြောင့်လဲဆိုတော့တန်းရွှေခင်မာတို့ကကျွန်မတို့ကုလသမဂ္ဂသွားတယ်နိုင်ငံတကာစီးပွားလုပ်ဆောင်ရေးလုပ်တယ်။နော်လုပ်တဲ့အခါမှာတန်တမန်နေနဲ့တွေ့လို့ရှိရင်ကုလသမဂ္ဂနဲ့ ILO လိုအဖွဲ့တွေကယူနိုင်တဲ့အချက်လက်ရှိနေတာတော့မှနိုင်ငံတကာကကျွန်မတို့အမြဲတမ်းမေးခွန်းထုတ်တာမင်းတို့ကဒါလာပြောနေတာမြန်မာနိုင်ငံတိုင်းမှာငါတို့ဘာတမ်းမှမကြားပါလားမြန်မာနိုင်ငံရဲ့ပတ်သက်တဲ့ policy ကိုသူတို့တုံ့ပြန်ခြင်းရင်ပြည်ထဲကပြည်သူတွေရဲ့အသံကိုကြည့်တယ်လို့ကျွန်မပြောချင်တာအဲ့ဒါအဓိကအရေးကြီးတဲ့အထက်မှာပါတယ်အခုຫນွေဥတော်လိုင်းရေးဖြစ်တဲ့အခါမှာအရန်အကောင့်ချက်က ဒတိုင်းဒီလုံးဒေါ်လာရင်းလောက်တယ်ဆိုတော့ဟိုအရင်မျိုးဆက်နဲ့ချီပြီးတော့လုံနေတဲ့ဒိုင်းရင်းသားတွေရဲ့ဒေါ်လာရင်းနဲ့ဟိုအရင်တည်းကလက်နက်ကင်ပြီးတော့မှမတိုက်ပွဲမပွဲထားတဲ့ဗမာလူမျိုးတွေစကိုင်းမကွေးဟလာအညာဒေတာမှရှိတဲ့သူတွေအားလုံးကပါလက်နက်ကင်ပြီးဒေါ်လာကြတဲ့အခါကျတော့အသံဟပူကျဲတယ်ဒါပေမဲ့တစ်ချိန်တည်းမှာပဲဒေါ်လာရင်းတစ်ခုလုံးရဲ့အခန်းကဏ္ဍကိုကြည့်လိုက်လို့ရှိရင်လက်နက်ကင်ဒေါ်လာရင်းကကဏ္ဍတစ်ခုဖြစ်တယ်စေအုပ်စုရဲ့အကြမ်းဖက်မှုအရန်ဆိုးတဲ့အပေါ်မှာဖုကန်စစ်ဆိုတဲ့အဥ္စာကိုဖြစ်သွားတဲ့အချိန်မှာလက်နက်ကင်ဒေါ်လာရင်းကပို့ပြီးတော့ရှေ့ကိုရောက်တယ်ကျမတို့ ့ဒီနိုင်ငံတကာကကြည့်လိုက်တဲ့ပြည်သူရဲ့အတန်ဆိုတာကလက်နက်ကင်တော်လှန်ရေးကိုတို့ရပြည်သူအတန်လို့ကြည့်ရမျိုးထက်စာရင် တာမန်အရက်သားပြည်သူတွေကဗာပြောလဲဆိုအောင်ကြည့်တာလက်နက်ကင်တော်လန်ရေးသွားတဲ့လမ်းကြောင်းလည်းနိုင်ငံတကာမျက်ခြေမပြတ်ဘူးကြည့်တယ်ဒါပေမဲ့ခုနကပြည်သူတွေတာမန်အရက်သားပြည်သူတွေနော်လမ်းဘေးမှာဖျက်တိရောက်နေတဲ့အတော်ကြီးလားမိုးရင်းကရောက်နေတဲ့အတော်ကြီးလားဟလာရေကဲချောင်းရောက်နေတဲ့အကိုကြီးလားသူတို့တွေနော်တာမန်အရက်သားပြည်သူတွေကဗာလို့ကျင်တာလဲဗာပြောနေလဲဥပမာမင်းအောင်လန်တို့ကအခုပြောနေကြတာဗာလဲဆိုရင်ရွေးကောက်ပွဲလုပ်မယ်ဒီရွေးကောက်ပွဲကတရားမမျှတရုံနဲ့မကဘူးဘာကုန်တိတ်ခါမှမရှိဘူးသူတို့မှရွေးကောက်ပွဲလုပ်ပိုင်ခွင့်လည်းမရှိဘူး လုပ်ဖို့အတွက်ကြာရင်လက္ခဏာလည်းဘာမှမရှိဘူး။အဲ့ဒါကိုကျွန်မတို့လိုမျိုးနိုင်ငံရေးတက်ချွလှုပ်ရှားသူအတိုင်းဝိုင်းက analysis နဲ့ပြောပြဖို့နိုင်ငံတကာကိုပြောပြဖို့အချက်လက်တွေနဲ့ကျွန်တော်တို့ကလုပ်ပြီးပြောပြတယ်။အဲ့ဒါလည်းအရင်ကောင်းတယ်။သူတို့မှအဲ့ဒါတွေကိုသိဖို့လိုတယ်။အဲ့ဒါနဲ့သူတို့ချက်ကြချင်တာကတာမန်အယက်သားပြည်သူတွေရပါလို့ချက်တာ။နိုင်ငံတကာကကြည့်လိုက်လို့ရှိရင်မြန်မာနိုင်ငံပြည်သူတွေက ဒီစစ်အုပ်စုကိုမလိုချင်တာတွေမကဘူးသူတို့လိုချင်တဲ့ဟာဘာလဲဆိုတဲ့ဥစ္စာကိုပါမြင်နိုင်တဲ့ဟာမျိုးပြောနိုင်တာကနိုင်ငံတကာရဲ့ပြည်ကိုမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့မှ policy ကိုသူတို့ frame လုပ်တဲ့အခါမှာ develop လုပ်တဲ့အခါမှာအခြေခံပဲဖြစ်တယ်ဒီမှာကိုယ်တိုင်သိသိထားတဲ့ပါဝင်ထားတဲ့တွေ့နေရတဲ့မြင်နေရတဲ့လူတို့ရဲ့အတန်ဘလောက်အရေးကြီးလဲဆိုတဲ့ဥစ္စာပေါ့လေယာဉ်စီဖက်တောက်ရေးကိစ္စဆိုပါကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ဆုံးဖြတ်ချက်မှာ ဒီလေရင်စီဖြတ်တောက်ရေးကိစ္စကိုမနှစ်ကရောဒီနှစ်ကောထပ်ပြီးတော့မှအာဆုံးဖြတ်ချက်တဲမှာပါသွားတယ်ဒီနှစ်ဆုံးဖြတ်ချက်တော့ဖြတ်ချင်တဲ့သူတွေအများကြီးပဲတရုတ်ကထိတ်ဆုံးပါပဲเนาะဒီဒီဆုံးဖြတ်ချက်ကိုเนาะတရားကိုတို့ဖယ်ထုတ်ချင်တယ်ဒါပေမဲ့ကျမတို့စက်ထိန်နိုင်တယ်ဘာကြောင့်လဲကျမတို့ရဲ့ ကျေသူတွေရဲ့အတန်ကအဓိကကြတယ်အဲ့ဒါကိုကျမတို့လူမျိုးအရက်ဖက်အဖွဲ့စည်းတွေအစီအုံလို့ဆိုရင်လုပ်တဲ့သူမျိုးတွေကအဲ့ဒီအတန်တွေကိုကျမတို့ကခုနကနိုင်ငံတကာရဲ့ရှေ့မှောက်ကိုအစည်းအဝေးခန်းထဲမှာကိုသူတို့ရှေ့မှာကိုတည်သွားပေးနိုင်တဲ့အတွက်ကြောင့်လို့ခုနကဆုံးဖြတ်ချက်တွေကဒီပြည်သူတွေရဲ့အတန်နဲ့လိုအပ်ချက်ကိုထင်ရှားတဲ့ဟာမျိုးတွေကိုလည်းကျမတို့အများကြီးတွေ့ရပါတယ်ဟုတ်ကဲ့